United အနေနဲ့ဒီကြောက်ပေါက်ဒီနေ့ပွဲစဉ်မှာလည်း Chelsea ကိုပိတ်ကစားမှာတော့ မဟုတ်လောက်ဘူးကျွန်တော်အမြင်ပေါ့နော်ချက်စီကိုသူတို့ပိတ်ကစားမဲ့အနေအထားမျိုးမှာမရှိဘူးဒီအတွက်ဒါချက်စီအတွက်အခွင့်အရေးကောင်းတစ်ခုဖြစ်လာနိုင်တယ်ချက်စီကသူတို့ပိတ်ကစားတဲ့အသေးနေလဲဆိုအနေငယ်တိုင်ပတ်တက်ပြီးမယ်သူတို့ဒါလူတင်ကိုတင်လာပြီးဖွင့်ကစားမယ်ဆိုရင်တော့ချက်စီကသူတို့ဘာကောင်လဲဆိုတာပြတ်တက်တဲ့အသင်းထဲမှာပါတာဖြစ်တဲ့အတွက်နောက်ဆုံးလေးပွဲစဲရှုံးပွဲထွေထားတဲ့ Lee United ကိုချက်စီတို့လော်လော်ကူကူနိုင်သွားမှာလားအားလုံးဝင်္ဂလာပါ Football War Channel မှာဝင်တော်မှာပါဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့ဒါချက်စီအသင်းနဲ့ Lee United အသင်းတို့ရဲ့ Premier League ပွဲစဉ်14ကြောင်း ောင်းကိုပွဲကျူခံသားချက်လေးလှုပ်ပေးသွားမှာဖြစ်ပါတယ်ဒီပွဲတွေကတော့မနက်ဖြန်ညပေါ့နော်တပတ်ခါမနက်စောပိုင်းမှာရှင်ပြိုင်ကြမဲ့ပွဲစဉ်တွေဖြစ်ပါတယ်ရဘီမြလီက midway feature ရှိတဲ့အတွက်ပေါ့နော်ကျွန်တော်တို့တော့ဒါအေးပြတ်ခံပြီးကြည့်ရမဲ့ပွဲတွေပေါ့ဗျာအေးပြတ်ကျိုးနက်မနက်တော့ကျွန်တော်ဆောင်းကြည့်ရမှာပေါ့အဲ့တော့ပထမဆုံးအနေနဲ့အင်ကွင်းတင်ဖြစ်တဲ့ Lee United အတင်းကြောင့်မကျွန်တော်စပြီးတော့ပြောရအောင်နော် Lee United ကနောက်ဆုံးလေးပွဲသက်ရှုံထားတယ်အနည်းဆက်ဆုံးပွဲမှာသူတို့ Manchester City ကို3-2ဆိုတဲ့ရလဒ်နဲ့ရှုံထားတယ်အာ2-0 down နေကျွန်တော်တို့2-2ပြန်လိုက်ခဲ့ပြီးမှအချိန်ပိုဖိုးတိုင်းကိုနဲ့ ဲ့သူတို့ရှုံးသွားခဲ့တယ်ပေါ့နော်အဲ့တော့ United အသင်းကသူတို့နီးပြားရဲ့ယာတို့တော့မှတိတ်ပြီးတော့ကြေရနေထားမှာမရှိတော့ဘူးဗျာသူတို့ကအခုတန်းချင်းစုံထဲမှာရောက်နေတယ်တစ်ချက်ရှိတာက Lee United ရဲ့ကာချာပေါ့နော် Lee United လို့ကျွန်တော်တို့ပြောလိုက်တာနဲ့ဒီ BS ရဲ့လက်ထက်ကစပေါ့နော်ကျွန်တော်တို့ဒါ Lee United ကဟိုတိုက်စစ်ကိုပေါ့နော်ပူပြီးတော့အာတန်နဲ့အသင်းနဲ့မပါတယ်ဗျာသူတို့ကအသင်းငယ်ဖြစ်နေရင်တောင်ပေါ့နော်အသင်းက ဒီဖြောပြမှုပေးတဲ့ဟန်တစ်ခုကိုကစားတယ်ပြီးတော့တိုက်စစ်ကိုကျွန်တော်တို့ကလုံးဝဟိုအားပြုတဲ့အသင်းထဲမှာပါတယ်ဒါအသင်းကြီးနဲ့တွေ့လို့ဆိုပြီးအရင်ပိတ်ကန်တာမျိုးတော့သူတို့မှာမရှိဘူးအသင်းလေးနဲ့တွေ့တွေ့အသင်းကြီးနဲ့တွေ့တွေ့သူတို့ရဲ့ဟန်ဒီအတိုင်းပဲမလို့ဒါလည်းသူတို့ရဲ့ကျွန်တော်တို့ရစ်ဆန်ရောကပေါ့နော်အခုကျွန်တော်တို့ကသူတို့ရှုံးခဲ့တဲ့ပွဲတွေမှာဆိုရင်လည်းသူတို့အသင်းကတွန်းကိုပြီးပြန်ရတာကိုတော့ကျွန်တော်တို့ကများသောအားဖြင့်မြင်တွေ့ရလိမ့်ရှိတယ်ပေါ့နော်မန်ချက်တာစီးတီးကိုအသင်းမျိုးနှစ်ကိုးသွင်းနိုင်နေဆိုတာကလည်းအဲနဲတဲ့ကျွန်တော်တို့ကနေထားတော့မဟုတ်ဘူးဗျာအဲ့တော့လီယူနိုက်တက်အနေနဲ့ဒီကြောက်ပေါက်ဒီနေ့ပွဲစဉ်မှာလည်းချက်စီကိုပိတ်ကစားမှာတော့ ော့မဟုတ်တော့ဘူးကျွန်တော်အမြင်ပေါ့နော်ချက်စီကိုသူတို့ပိတ်ကစားမဲ့အနေအထားမျိုးမှာမရှိဘူးဒီအတွက်ဒါချက်စီအတွက်အခွင့်အရေးကောင်းတစ်ခုဖြစ်လာနိုင်တယ်ချက်စီကသူတို့ပိတ်ကစားတဲ့အခြေအနေနဲ့ဆိုရင်အနေငယ်တိုင်ပတ်တက်ပြီးမယ်သူတို့ဒါသူတင်ကိုတင်လာပြီးဖွင့်ကစားမယ်ဆိုရင်တော့ချက်စီကသူတို့ဘာကောင်လဲဆိုတာပြတ်တက်တဲ့အခြေအနေမှာပါတာဖြစ်တဲ့အထွတ်အဲလီယူနိုက်တက်အသင်းနဲ့ပွဲစဉ်ကတော်တော်လေးကျွန်တော်တို့ဂိုးတွေအများကြီးမြင်ရမယ်လို့ကျွန်တော်ကတော့တွေးထားတယ်ပေါ့ဗျာအဲ့တော့နောက်ဆုံးလေးပွဲသက်ရှုံထားတဲ့လီယူနိုက်တက်အနေနဲ့ဒီပွဲမှာ ချက်စီစီအောင်ဗနော်ရမရဖို့တော့အရေးကြီးတယ်အင်ကွင်းမှာတမတ်လောက်ဖြစ်ဖြစ်ရခဲ့ရင်တို့ရဲ့ကြီးမားတဲ့အောင်မြင်မှုဖြစ်သွားမယ်ဗနော်ဘာပဲဖြစ်ဖြစ်ဒီ table မှာကမက်ဘီဇီယာရဲ့ဗနော်တန်းစင်းစုံတွေကိုရောက်နေတဲ့အချိန်လူနိုက်တဲ့အတွက်အရေးကြီးတဲ့အခိုက်အတန့်ဂါလာလို့ပြောရမယ်ကစားသမားအဖြစ်လဲကျွန်တော်တို့ VCJ sorry Daniel Jane တို့ဘာလို့တော့ရှိတယ်ပြီးရင် Kevin Lewin တို့ဘာလို့ဗနော် Everton အသင်းရဲ့တိုက်စစ်မှုဟောင်းနေပါတယ်တို့ရှိတယ်ကုသမား Perry တို့ဘာလို့ဆိုလဲကောင်းမွန်တဲ့ Leicester တချို့ပြထားတဲ့ကုသမားတော့ဖြစ်တယ်အဲ့တော့ဘယ်လောက်ထိ United လုံပြနိုင်မလဲပေါ့နော်ဒါပဲကျွန်တော်တို့စောင့်ကြည့်ရမယ် CD နဲ့ပွဲစဉ်အားလို့အဲ CD ကိုအတိုင်းတစ်ခုဒီဒုက္ခပေးခဲ့တယ်လို့ Chelsea ကိုဒုက္ခပေးသွားမလားပဲကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့တစ်ဖက်ကကျွန်တော်တို့ဒါဝေကွင်းသွင်းဖြစ်တဲ့ Chelsea အတင်းကြောင်းကိုပဲပြောရအောင် Chelsea အတင်းကြောင်းပြောမယ်ဆိုတော့အရာအလုံးက အမြင့်ကျန်နေချိန်လို့ပဲကျွန်တော်တို့ပြောရမှာပေါ့ဗျဘာစီလိုနာကိုနိုင်ရယ်အာဆင်နယ်လိုတိုက်တဲ့လီတော့တရေချောင်းကစားတယ်တယောက်ယောက်အနေထားနဲ့ကိုကဥဆောင်ကိုတွင်းပြီးတော့တရေချောင်းကစားနိုင်ခဲ့တဲ့အချိန်ဒီ CD တင်းရဲ့ဆေးတဲ့ဘိုင်း sorry Chelsea တင်းရဲ့ဆေးတဲ့ဘိုင်းဆိုင်ရာကအများကြီးကျွန်တော်တို့ဒါမြင့်တက်နေမယ်လို့ကျွန်တော်ကတော့ယူဆတယ်နောက်ဆုံး၅ပွဲမှာဆိုလဲသူတို့ဒါတရေ၂ပွဲကြပြီးတော့ချန်တဲ့၃ပွဲမှာတော့နိုင်ထားတယ်ကွာတာဘက်ကိုတရေချတယ်ပြီးတော့ဟူဘန်တောင်နိုင်တယ် ပန်လီကိုနိုင်တယ်ဘာစီလိုနာကိုနိုင်ထားတာမျိုးတွေရှိတယ်ပေါ့နော်အဲ့တော့ပရီးမီးယားလိမှာချယ်ဆီကအခုကျွန်တော်တို့အဆင့်3ပေါ့အဲမန်စီးတီးကအဆင့်1ပေါ့နော်အဲ့ဒီအနေထားမှာဒီပွဲမှာနိုင်မယ်ဆိုရင်သူတို့အနေနဲ့ဒါပရီးမီးယားလိရဲ့ဇာတ်ထိပ်ပိုင်းမှာဆက်လက်ရည်တည်နိုင်မယ်ကျွန်တော်တို့ဒါအချိန်လေးကောင်းရင်ပြန်ပြရလက်ပုံမူတည်ပြီးတော့မဘီဇီယာရဲ့စစ်နေရာလောက်ထိကိုရောက်နိုင်တဲ့အနေအထားမှာရှိနေတဲ့အချိန်ဒီခွင့်ရေးကိုချက်စီအနေနဲ့တုံးချဖို့လိုတဲ့ဒီနေရာမှာချက်စီတင်းရဲ့ပွဲထွက်လူစင်ဘယ်လိုထွက်လာမလဲပေါ့နော်ကိုပါမာက ပြန်ကစားနိုင်နေပြီဗျာပြန်ကစားနိုင်နေပြီဆိုတာလေးရင်ကန်နေပြန်စစ်နေပြီဖြစ်တဲ့အတွက်ဒီပွဲကကိုဘာမအတွက်တန်ရရပြီးချက်စီအသင်းအတွက်မြခင်စိမ့်ပေါ်ပြန်ခြေချတဲ့ပွဲဖြစ်မလားတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်အဓိကကျွန်တော်တို့ဒါကိုင်စီတို့အနီကထိခဲ့တာဖြစ်တဲ့အတွက်ကိုင်စီတို့ကဒီပွဲမှာပွဲပယ်ခံထားရတယ်အဲ့တော့ချက်စီရဲ့ကွင်းလည်းဘလို့ခင်းကျင်းလာမယ်လို့ထင်ကြလဲနောက်တန်းမှာဆိုရင်လည်းတို့ RC chain ကိုအနားပေးမယ်လို့ပြောထားတယ်ဘာလို့ RC chain ကဒါဘာစီလိုနာနဲ့ပွဲရောအာဆင်နယ်နဲ့ပွဲရောအများကြီးကန်ထားတဲ့အခြေဒါ RC chain ကို manage လုပ်ဖို့လိုတယ်ဆိုပြီးတော့ Ansu Marsca ပြောထားတော့ RC chain င်းတိကြတော့ကစားမှာမဟုတ်ဘူးအဲ့နေရာ goose တို့ပြတစ်ဖက်က guru လာတခြားကျွန်တော်တို့ဒါခံကျင်းပါဆိုတော့ဖူဖာနာချာလိုပဲပဲကျွန်တော်တွဲဖို့တော့မျောလင့်ပါတယ်အဲ့တော့ကွန်းလဲပိုင်းမှာကကျင်းကိုကွက်လည်းမပိုးတော့ဘူးဆိုရင်ကိုင်စီတို့ရဲ့နေရာကိုဘယ်သူတောင်းယူမလဲဒါကတော့တယောက်တည်းပဲရှိပါတယ်အန်ဒရီဆန်တိုပါအဲ့တော့အန်ဒရီဆန်တိုကကိုင်စီတို့ရဲ့နေရာကိုဘန်လီနဲ့ပွဲမှာတောင်းဝင်ယူပြီးတော့သူကစားပေးခဲ့တယ်ပေါ့နော်အဲ့ဒီ နေ့ကပွဲဆွမ်းဆောင်ရလည်းအရန်ကြီးတော့မညံဘူးဗျကစားသမားကဒီ physical ဘိုင်းဆိုင်ရာအရာဒီလိုအပ်ချက်ရှိတယ်ဆိုရင်တော့သူရဲ့ဘောလုံးပညာပိုင်းဆိုင်ရာရတော့အများကြီးလိုအပ်ချက်ရှိတယ်လို့ကျွန်တော်မခံစားရဘူး။ဘာဖြစ်ပြီးမြားလိမှာကြာတော့ဒီ physical background အရန်လိုတယ်၊ထူရယ်ဝင်းနေလိုတယ်၊ဒါ area ထူရယ်ဝင်းနေလိုတယ်။ဒီ kain zero နဲ့ andu santo ကိုရှင်းကြည့်လိုက်ဗျာ။ kain zero ကအရန်မာတယ်ဗျာ။ဟို andu santo ကပြော့တဲ့ဘက်ကိုတော့သွားတယ်။အဲ့ဒီအနေထားကိုသူပြင်နိုင်မယ်ဆိုရင်တော့ဒီတချို့ပွဲတွေမှာပေါ့နော် chelsea တင်းရဲ့ kain zero နေရာအစားထိုးကစားသမားက andu santo တေချာဘောဖြစ်လာမယ်လို့ကျွန်တော်ကတော့ထင်တယ်။ဒါ usgo တို့ဘာလို့ပြန် ကစားနိုင်မှုရှိတယ်ဆိုပေမဲ့ဒိုင်ယာပြန်သက်သက်လာတဲ့ကစားသမားကိုဒိုင်ယာကြီးထဲကစားမယ်လို့ကျွန်တော်မထင်ဘူးအဲ့တော့အန်ဒရီဆန်တို့အန်ဇိုဖာနန်ဒတ်နဲ့ကူပါမာလီမြန်ပြန်လာမလားပေါ့နော်ဒါမှမဟုတ်တော့ဂျာဘတ်တိုနောက်ကိုဆင်းပြီးတော့ဒီလက်အထောင်ပုံစံမျိုးနဲ့ထွက်လာမယ်လို့ကျွန်တော်ထင်တဲ့ဒီဘက်မှာတော့ဘတ်တိုနက်တိုနဲ့စတီဘာတို့ဒီဒီပွဲမှာပွဲထုတ်လာမယ်လို့ကျွန်တော်မတွေးထားဘူးဂါနာချိုနဲ့အတူထွက်လာမယ်လို့တော့ ကျွန်တော်မျှော်လင့်ထားပါတယ်အဲ့တော့ Rather တို့ရဲ့ဒီပွဲတဲ့လူချင်းပေါ့နော် Chelsea ရဲ့ကွန်းလေပိုင်းမှာလည်းဘသူ့အသုံးသိခြင်းလဲတောင်ပန်ကစားသမားမှာဆိုရင်လည်းဘသူ့အသုံးသိခြင်းကြလဲပေါ့နော်ဒါခွန်မတ်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်အဲ့တော့ကျွန်တော်တို့ဒါဒီပွဲကိုခြုံပြီးတော့နီးစပိုင်ဆန်ရအရာပြောရမယ်ဆိုရင်ခုနပြောသလိုပဲ Chelsea ကသူတို့ကိုဖွင့်ကန်တဲ့အသင်းနေနေဆိုရင်အာတိတ်ပြီးတော့ကျွန်တော်တို့ဒါပြဿနာရှိလိမ့်မရှိဘူးပေါ့နော်ပိတ်ကန်မယ်ဆိုရင်တော့နည်းနည်းလေးသူတို့မှာထူဖော့ကခက်တဲ့နေထိုင်မျိုးတော့ရှိတယ်ဒါတွေကလည်းနောက်ပိုင်းမှာတော့ Chelsea ပြင်ဆင်လာတဲ့အချက်တွေကျွန်တော်အများကြီးမြင်ရတာဖြစ်တဲ့အတွက်ဒီလိုနေထိုင်မျိုး Chelsea ရောက်လာတယ်လို့ပြောလို့တော့ရတယ်ဒါ ချက်စီတင်တော့ဆပ်ပလီ၃ချောင်းနိုင်စွမ်းလည်းကောင်းတယ်ဆပ်ပလီဒီဖန်တင်းမှာလည်းချက်စီကပိုပြီးတော့တိုးတက်လာတယ်အဲ့ဒီကျွန်တော်တို့ဒါလိုဘလော့မစ်ဘလော့အသင်းနေနဲ့တွေ့ရနေမှာအနေနဲ့တိုင်ပတ်တာကလွှဲရင်တော့တော်တော်လေးအဆင်ပြေတယ်ဘန်လီနဲ့ပွဲနဲ့သွားပြီးတော့ဆင်တူမယ်လို့ကျွန်တော်ထင်တယ် ဘန်လီနဲ့ပွဲမှာဆိုသူတို့ဘာစီလိုနာနဲ့ပွဲအတွက်ပေါ့နော်လူတွေခြံပြီးတော့ကစားခဲ့တယ်နေပွဲစမှာတော့သူတို့အဓိကကစားသမားချို့ထည့်လို့ရမယ်ဗျအဲ့အတွက်အာချယ်ဆီအနေနဲ့လိုအပ်တဲ့ရလက်ကိုမာရော့စ်ကဘလူပွဲကိုချင့်ကပ်ပြီးဖန်တီးသွားမလဲပဲကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်တေချာပေါ့လီယူနိုက်တက်ကတော့ချယ်ဆီစီရန်နေဂိုးတကိုးလောက်တော့ကျွန်တော်ပြန်ရမယ်လို့မျှော်လင့်ထားရတယ်ပေါ့နော်အဲ့တော့ချယ်ဆီကျွန်တော်တို့ဒါကလင်းရှင်းရမလားမရမလားပဲစောင့်ကြည့်ပါဘာလို့နောက်ဆုံးနောက်ပိုင်းပွဲတွေမှာချယ်ဆီရဲ့ကလင်းရှင်းတော်တော်ရလာပဲနောက်ဆုံး၅ပွဲမှာသူတို့၃ပွဲထိကလင်းရှင်းရထားတယ်အဲ့တော့ဒီပွဲမှာဒီဂိုးသမားပေါ့နော်ရောဘတ်ဆန်ချာခိုးနေရဲ့လက်စွမ်းကောင်းနေပြသွားတာဖြစ်တဲ့ တွက်အဲဒီနေ့ပွဲမှာ clean sheet ရနိုင်မလားလို့စောင့်ကြည့်ရမယ်ကျွန်တော်ထင်တော့ Lee United ဂိုးရမယ်လို့ကျွန်တော်မျှော်လင့်ထားတယ် Chelsea ကလည်းဒီပွဲဒီစားပေါက်နိုင်မှုရခိုင်တို့တော်တော်လေးများနေပါတယ်အဓိကအဖြစ်တိုက်စစ်ပိုင်းက အာ Chelsea ကတော်တော်ကြီးအားသာတယ်ဗျာပြောမယ်ဆိုရင်တော့ transition ပဲကစားကစားပေါ့နော်ကျွန်တော်တို့ဒါဘလူးပဲကစားကစား Chelsea မှာကမြန်တဲ့ကစားသမားတွေအများကြီးရှိတယ်ပြီးတော့ ST Paul ကစားသမားတွေဒုတိယပိုင်းမှာထည့်ပြီးတော့ goal လို့အနေပြီးဆိုရင်သူတို့အနေနဲ့တုံးလို့ရတဲ့အနေအထားမျိုးမှာရှိတယ်ကိုပမ်မာနဲ့ဘွဲထွက်မလာခြင်းမှုဆိုရင်တော့ဒုတိယပိုင်းမှာကိုပမ်မာကိုထည့်ပြီးတော့ Liverpool United ကအတွင်း goal တွေချဖွေနိုင်သွားရှိတယ်ဒီနေ့ပွဲမှာ Chelsea စိတ်ပူကားမှာကကိုင်စီလိုမပါတဲ့အတွက်ကိုင်ချူနေရာကိုဝင်ဖြစ်ကစားမဲ့ Andre Santo ရဲ့ခြေစွမ်းဘလောက်ထိကျွန်တော်တို့ဒါဟိုဘန်လီနဲ့ပွဲရလို့ပြသနိုင်အောင်မလားပဲကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့နော်အဲ့ဒီချက်ပဲကျွန်တော်တို့ဒါ နည်းလေးဒါဝါရီဖြစ်စရာရှိရယ်ချန်နယ်ပိုင်းမှာတော့ Chelsea အနေနဲ့အကုန်လုံးအသာစီရနေပါတယ်လီယူနိုက်တက်ဘက်ကလည်းဒါလီဘွတ်သက်အရှုံးဆိုတာစစ်တဲ့ပိုင်းဆိုင်ရာအရာမိုမန်တန်ဆိုင်ရာအရာတောင်းဖော့ဖြစ်နေတဲ့အချိန်ဒီဘွတ် Chelsea နိုင်မှုစာကိုင်းတော့တော်တော်များယူဆပါတယ်ဘရာသာတို့ဘောဒီဘွတ်ဘောဘလို့ထင်ကြလဲ Chelsea နိုင်မယ်ထင်လားဒါမှမဟုတ် Lee United ကပဲသူတို့ရဲ့အိမ်ကွင်းမှာ Chelsea ကိုဒုက္ခပေးသွားနိုင်မယ်လို့ထင်ကြလားပြီးတော့ Lee United ကိုရမယ်လို့ထင်ကြလားအခုမှမဝင်အောင်ဆွေးနွေးပြခဲ့ပါအောင်ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော် channel ကို subscribe လုပ်ခဲ့ပါအောင်နောက်ထပ်ဒီလိုဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ခွတ်လက်ပါ